ဟိုသူအကုန်အကုန်လုံးတက်တယ်ကိုဆိုင်တကယ်တော့လေမစက်နေကိုဆိုင်နဲ့တခြားအလုံးလုံးကြည့်ရဲ့အချိန်မှာကိုဆိုင်မလုတ်တက်တာတော်တော်ရှာတယ်ဗီဒီယို editing လုတ်တယ် lyrics video တွေကလုတ်တက်တယ်အကုန်လုံးသူလုတ်တက်တယ်အခုဆိုရင်သူဒီနေ့မနေ့တင်တာ AI ဟိုဟာနေသူကလိနေပြီ AI နေလဲသူစကလိနေပြီဘာမှန်းတိုင်းပြောရအောင်လူတယောက်ကိုချက်ဖို့ဆိုတာမလွယ်ဘူးကို ချစ်ပြီးသားလူတစ်ယောက်ကိုပြန်မချစ်ဖို့ဆိုတာပိုပြီးတော့မလွယ်။လာပါဆက်လို့ရမှာလဲပြော။လာပါဆက်လို့ရမှာလဲ။ဒါကတော့လက်ထွေးဘွားကအချစ်ဆိုရင်တော့နှလုံးသားနောက်လိုက်ရမှာ။မိစက်ညာကတော့နှလုံးသားနောက်ကိုအရင်လိုက်တဲ့လူတစ်ယောက်ပေါ့နော်။ဟိုအုံနောက်ကတော့လည်းနေရောစဉ်းစားပါတယ်။ဟိုအရင်အရင်ရောဟိုမိုင်ယူရောအရင်မဆန်ဘူး။ဒါပေမဲ့အဲ့လိုနှလုံးသားတော်လိုက်ရမှာလဲပါပါတယ်။ဟုတ်ဟုတ် mostly ဟုတ်ဟုတ်အာကိုဆိုင်ရတော့အားပေးရမှာပေါ့ကိုဆိုဆိုင်မယ်ဟုတ်ငငယ်ရ ဟိုအပရဲ့အနုပညာရှင်တယောက်ပါနောက်ဘွားမဆိုင်လို့အလုပ်တွေတူတူလဲအများကြီးကျွမ်းလုပ်ခဲ့ကြရဲနှစ်ပေါင်းများများစွာပေါ့နော်ကိုဆိုင်တို့ friend zone နဲ့လည်းမဆိုင်တိုးရင်အများကြီးတွားဘူးရဲအာကိုဆိုင်ကတကယ်ကိုမဆိုင်ညီတွဲဟိုဟာ mentor တယောက်လိုပါပဲသူ့ရဲ့အာသူ့ရဲ့အနုပညာအားထုတ်မှုတိုင်းတော့တကယ်ကိုလေးစားပါတယ်ဟုတ်တော်တော်ခဲ့တယ်10နဲ့17နှစ်လောက်ပေါ့မဆက်ရုံ17နှစ်လောက်ကြာဟုတ်ကဲ့ဟုတ်ပါတော့ဘယ်ချိန်မှာတတိထားပြီးလဲတော့မသိဘူးဒါပေမဲ့မဆက်ရုံငယ်ငယ်9နဲ့6နှစ်လောက်အရွယ်ကကိုဆိုင်ကအရင်နာမည်ကြီးနေပြီ အဲကုဆိုင်လည်းရန်ငယ်သေးတယ်မဆိုင်တော့ကလေးလေးပဲရှိတယ်အဲ့မှာ acid တို့ပါတော့ねကုဆိုင်တို့စထွက်လာရဲ့အဲ hip hop ကိုမြန်မာနိုင်ငံမှာစပြီးတော့ဆိုကြရဲ rap တွေစဆိုကြရဲပေါ့နော်အဲကိုမျိုးကြော့မြန်မာနေစရဲပြီးတော့ acid တို့စရဲပြီးတော့ဆိုင်းဆိုင်တို့ system တို့အများကြီးပေါ့အဲ generation တစ်ခုလောမဆိုင်နေရန်အားပေးခဲ့တယ်သူတို့ကြောင့်လည်းမဆိုင်နေက rap rap တွေဆိုဖို့အတွက်မဆိုင်နေဆိုတာ ဟိုစပြီးတော့ rap ဆိုတာကိုသူတို့ကြောင့်ပဲမြန်မာနိုင်ငံစထိတွေ့ခဲ့ပေါ့နော်အဲသူတို့စနားထောင်ပြီးတော့မှတခြားနိုင်ငံသား rapper တွေစနားထောင်လာမြန်မာနိုင်ငံမှာအရင်ဆုံး cool boy first generation ပေါ့နော်အဲ့တော့အဲ့ထဲရအပိတ်ခဲ့ရလိမ္မာမြာကိုဆိုင် work ethic ပေါ့နော်ကိုဆိုင်က work ethic အရင်ကြီးရနောက်ပြီးတော့တစ်ချိန်ကုန်သူ့ရဲ့ဒီအနုပညာမှာ तू ဘာဘာလုပ်နေမလဲအဲ तू ဘာလုပ်ရမလဲဆိုတော့တနေ့တနေ့လာမှာ तू ဘာလုပ်ရမလဲဆိုတော့ तू အမြဲ तू လေ့လာရအားထုတ်တယ်ဟိုတော်တော်ကြီးဟိုခင်းနေအညီအရန်ကိုလိုက်လုံနိုင်ပြီးတော့ ဟို work ethic တော်တော်ကြီးပြီးတော့ဟိုအလုပ်သူ့သူ့အလုပ်လုပ်တာတော်တော်ကြိုက်ပုံရတယ်သူ့အရင်လေးစားတယ်မဆက်နေသူ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်တော်တာတွေဟိုဟိုလူတွေကတော့တချို့ထင်မယ်ပေါ့နော်ဟိုလူမှာကံ့ညံ့ဝရိယရှိရပေါ့နော်ဟိုသူ့ကံကလည်းအမှုပညာလုပ်ဖို့ပါလာတယ်အဲ့လိုညံ့ကလည်းကောင်းတယ်ကွာဝရိယလည်းတကယ်ကိုကောင်းတယ်ကိုဆိုင်ကတော်တော်ဝရိယကောင်းတယ်မှာပါတယ်ဟုတ်ရှိပါတယ်ဟုတ်မထွက်သေးရဟုတ်ကဲ့ဟုတ်ဟုတ်အခုချိန်မထွက်သေးရတော့မဆက်လို့ music video မရိုက်ရသေးလို့ဟုတ်ဟုတ် ဟိုထွက်လာမှာပါဟုတ်ဟိုဂျားရဲမှာတော့ကိုစိုင်းရဲ့ဒီဟိုကားလေးဗတော့ကဂီတာရဲမှာတော့မစ္စန်နီတချင်းဝင်ရေးထားတဲ့ပိုးမမီတာကိုစိုင်းခုတ်ပြည့်အခန်းမှာနေမရှိလို့ဖြစ်တဲ့လူသားအဲအဲ့မှာတော့လည်းအစတော့ကိုစိုင်းအဲ့လိုမျိုးမစ္စန်နဲ့ကိုစိုင်းနဲ့လဲဆုံမယ်ပေါ့အမေရာနဲ့တုံးရပေါ်ထားမယ်အဲ့မှာယောက်ျားလေးအပိုက်ထဲလို့အဲတိတ်မလိုက်ဘူးပေါ့နော်အဲ့နမစ္စန်နဲ့အမေရာနဲ့ပဲဖြစ်သွားအဲ့တော့ကတစ်ခေါက်တူတူလောက်ကြရဲအဲ့တော့ ဟိုမိဆက်နေပဲရှိရတာမဲ့ arrangement တွေပါရအကုန်တူတိုင်းပြီးလောက်ကြရဲကိုဆိုင်တွေရောနှစ်ယောက်တွဲရောလောက်ထားပါရဲအဲ့ဒါအပျော်တစ်ချင်းလေးပဲပေါ့နော်ဟုတ်အဲ့ဒါအဲ့ဒါထွက်လာမှာပဲပြောရင်ဟိုမယိုးရမှာဆိုလို့ဟုတ်ကဲ့ဟုတ်တယ်ဘယ်လိုမှမကြအတပုတ်ပါအဲ့တပုတ်ပါပဲဟုတ်အကျန်တာကတော့အဲ့လိုမျိုးပေါ့အဲ့တပုတ်ဆိုမဲ့မိဆက်ရောအဲ့ဒါကို၃ခါလောက်ဖန်တီးထားတယ်ကျန်တာကတော့ဂျားထဲမှာ အဲခုနပြောဗရောက်ကဂီတာမှာလည်းမဆန်တို့အာတူတူတချင်းကိုလှုပ်တယ်ဘလို့အကြောင်းရာလှုပ်ကြမယ်မဆန်ကြီးရေးရဆိုမှကိုစားရလည်းပြီးသားနေခိုက်လှုပ်တယ်နောက်ဘွားတော့ဂျားရဲမှာလည်းမဆန်တို့တိုးရေပွဲရေအများကြီးနှစ်ပေါင်းများစွာအတူတူသွားခဲ့ပါတယ်ကိုစား friend ဆိုပွဲရေမှာလည်းအများကြီးအတူတူလက်တွဲခဲ့ဟုတ်ကဲ့အဲဘလို့ပြောရမလဲဆိုတော့ကိုစားရောကြတော့ဟိုမဆန်တို့ကြိုက်တယ်မကြိုက်ဘူးဆိုတာထက်ပေါ်ဟို ဟိုတယုံဆောင်တာရဲ့ scale ကိုဘာလို့မိဆက်နေရဲ့အတွက်ပေါ့ကိုဆိုင်ကဝေဖန်စရာလူတယောက်လုံးဆိုင်မမြင်ဘူးဘာလို့လဲဆိုတော့ဟိုသူကတကယ်လေဂျန်ဒရီ artist တွေအားမိဆက်နေတော့အကုန်လုံးသူ့ကိုကြည့်ပြီးတော့အတူယူကြတယ်ပေါ့နော်အတူယူရတဲ့ artist တွေအားလို့မြင်နေအဲ့တော့ ဟိုသူဘာလုံးလို့ကိုကအမြဲလမ်းလုံးနေရဲ့ဟို perception ဘက်ကပဲမစက်နေအမြဲကြည့်ရဲ့ဟိုဒီလေးလေးလေးစားရဲ့သူ့ကိုအရန်တော်ရဲ့လို့မြင်တယ်ဟိုလိုမျိုးသူ့ဘယ်ဟာပိုကောင်းလဲအဲ့လိုမျိုးမစက်နေမပြောတတ်ဘူးပေါ့ဟုတ်ကဲ့ဟာအဲ့မော်သူ့လောက်တော့ဟိုတယ်ဟို resilience မကောင်းဘူးမစက်နေရလေအမှန်တိုင်းပြောရင်ဟိုသူတို့နီနီခင်စော်တို့ရဲ့အဲဒီဒီလိုမျိုးနဲ့အပတ်သက်တဲ့အပိုင်းကိုမစက်နေအများကြီးအထူးယူပါတယ်အာဘာဖြစ်လဲဆိုတော့အဲသူတို့ကအမြဲသူတို့ခေါင်းထဲမှာသူတို့ဘာလုပ်ရမလဲနဲ့ဒီအလုပ်ကိုသူတို့က အမစ်ဆန်နေရာကြောင့်နည်းနည်းခလေးဆန်နေပေါ့နော်မစ်ဆန်နေရာနည်းနည်းစိတ်ညစ်တိုင်းရှင်ဆန်နေရာချို့ဟာဆိုလှစ်ချလိုက်ခြင်းလေတို့အဲ့လိုအဲ့လိုမျိုးနားလိုက်တာမျိုးအဲ့လိုမျိုးရှိတယ်သူကသူတို့ကြောင့်ဘလို့ပြန်ပါအဲ့လိုမျိုးဒီအလုပ်ကိုသူတို့ချစ်တယ်ဒီလုပ်လုပ်ဖို့သူတို့မွေးဖွားလာပြီးတော့အာဒီဟာကိုသူတို့အားစိုက်ပြီးတော့သူတို့အဲ့လိုလုပ်နေရဟာမျိုးပေါ့နော်မပြောပြတတ်ဘူးအဲ့လိုမျိုးကျဲနေပေါ့စကေးကျဲနေပေါ့ဒီနေ့ဖန်ရလို့တော့တွေ့ရကောက်ွက်လားဟုတ်ဒီနေ့ဖန်ရမိုးရတယ်ဆိုတော့အေးမယ်ထင်လို့လဲတာပြတာအခုတော့ချိုးရထွက်ဟုတ်ကဲ့ဟုတ် အော်ဒါဒါကြောင့်မိဆက်နေစတိုင်အဲကိုစိုင်းကြောင့် cut like style အဲဒါဒါကြောင့်မိဆက်ငငယ်လေးရလိုမျိုးအဲ့လိုမိဆက်ငငယ်တော့ pan pan နေဟိုအရယ်အဲ့လိုကြိုက်လိုက်သေးရယ်ဆိုတော့လှောက်မျက်နှာမှာလျှောက်ဆွေးရကြိုက်တယ်။အာငငယ်လေးကကိုစိုင်းကိုဟောပြတာငငယ်တော့ကိုစိုင်းပွဲဆိုတွားပြီးတော့လေသူက promotion ပွဲအဲ့တော့ blazer တော့ဘာလို့မှတငယ်ချင်းနဲ့တွားတိုးပြီးတော့အဲကြည့်ကြည့်ရဲ့ဟာအမှတ်တရပါဟုတ်ကဲ့ဟုတ်ရှိပါတယ်။ तू ကအများကြီးပန်ပိုးပဲ။ तू ကမလုံချင်လဲမလုံနဲ့လုံချင်လဲဘာဖြစ်ဖြစ်ပြောရင်ပြီးတော့ မပျော်ဘူးအရင်စိတ်ဖြစ်စီလာရင်လည်း तू မလုံးချင်လည်းမလုံးနဲ့ तू အဲ့လိုပုံစံမျိုး तू ကတော့ဟိုအောင်မြင်ဖို့ဆိုတာချက် तू ကပျော်ရွှင်ဖို့ဘက်ကိုပို့ဥစားပေးရပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ဟုတ်အမဟုတ်ပါဘူးဟုတ်တယ်ဟိုအဲ့လို interview ပါဆို तू ရှက်တယ်အဲ့လိုကင်မရာရမ်းများတော့ तू ရှက်တယ်ပေါ့နော်ဟိုတစ်ခါလေတည်းကလည်းကိုကထားခဲ့လိုက်တာဆိုတော့ तू ကလည်းတိတ်နာမလဲရောလေ तू တယောက်တည်းကိုက တငယ်ချင်းနဲ့စကားပြောမျိုးအဲ့လိုမျိုးဆိုသူတယောက်တည်းအဲ့လိုငောင်းနေမှာပြင်းနေမှာဆိုးလို့ပေါ့အဲ့လိုအဲ့လိုတချို့ဟိုတချို့ပွဲကြတာလည်းမဆိုင်ရတမင်ထားခဲ့လိုက်တာပေါ့ကိုလည်းအလုပ်ကိုအာရုံစိုက်နိုင်အောင်ပေါ့နော်ဒီလိုဆိုရင်ဟိုကိုကလည်းစကားရေးလျှောက်ပြောတငယ်နဲ့သူသူကကြောက်လည်းနားမလဲဘူးဘာဖြစ်နားလဲဆိုမှသူပြန်လည်းမပြောတတ်ဘူးနည်းနည်းပါပါပဲဟိုသူတချို့ဟာကိုသူတိတ်ဘန်းစကားလည်းဆိုမသိဘူးစကားရဲ့အမြန်ပြောတယ်သူနားမလဲဘူးဆိုတော့ခါကြတော့လို့ထားခဲ့လိုက်လျှောက်ပေါ့အဲ့မရှိပါဘူး အဲ့မြေအရင်ချစ်တာမျိုးဆန်နေတာအာအဲ့လိုမျိုးသူ့တက်တင်းနေပါတယ်မပျော်ဘူးအိမ်မှာပဲနိုင်ကျင်တာစာပါကြည့်ကြွားရပေါ့ဟုတ်အရင်ကောက်ပါတယ်အဲ့စိတ်ဝင်စားဖို့ကောင်းနေပါတော့နော်အဲ့လိုဦးမီတာနေကဘလို့ဖြစ်မေတို့ဟာတည်းကဘလို့ဖြစ်မလဲဆိုတော့သိကျင်တယ်ဟုတ်